အဲ့တနတ်တည်းအကုန်ကောင်းလေးယူကချင်ပြည်နယ်ရွှေကူမြို့ရှိစစ်ကောင်စီခြေတင်တပ်ရင်ခလာရ56မှာဆင်းခဲ့တဲ့ MI17 လေယာဉ်တစ်စီးကိုမေလ23ရက်နေ့ညမှာ drone နဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ကချင်လူမျိုးရေးသားမတော် KIA ကအတည်ပြုပါတယ်။တိုက်ခိုက်ဖျက်ဆီးခံရတဲ့ရဟယင်ဟာမေလ20ရက်နေ့က KIA နဲ့ပူးပေါင်းတပ်တွေပစ်ခတ်ခဲ့တာကြောင့်ဆက်ချွယွန်းပြီးရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟယင်ဖြစ်ပါတယ်။ တကင်းငါဖေချောင်းတို့တက်တဲ့အဲဘုံလုံးကိုပေါ့အန်ဇာပေးဆောင်မှာရန်နာနေတဲ့အိုက်စကီကိုပြစ်တာဖြစ်ပါရဲ့မနေ့ကညနေပိုင်းမှာဟိုဒုံးနဲ့ဘုံကျဲတိုက်ခိုက်တာကြည့်ပါလား MI17 ဟာဗတ်စုံသုံးနိုင်တဲ့ရဟယင်ဖြစ်ပါတယ်စစ်တီ30လောက်ထိတင်ဆောင်နိုင်တယ်လို့စစ်ပတ်ဆိုင်ရာပစ္စည်းနဲ့ရိတ်ခါတွေကိုလည်းတည်ယူပို့ဆောင်နိုင်ပါတယ် ါအပြင်တိုက်ခတ်ရေးဘက်မှာလည်းလိုအပ်သလိုအသုံးပြုနိုင်တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ MI-17 ရဟယင်၃စီးဟာမေလ20ရက်နေ့မွန်းလွဲပိုင်းကပမုံမြို့မှာရှိတဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကားခ21ကိုအင်အားလာဖြည့်ချိန်မှာ KIA နဲ့ပူးပေါင်းတပ်တွေကပစ်ခတ်ခဲ့တာကြောင့်နဇီးထိမှန်ခဲ့ပြီးဒဇီးက AD နေမှာပဲပြက်ကျပျက်စီးခဲ့ပါတယ်။နောက်ဆုံးရရှိထားတဲ့သတင်းအချက်အလက်အရ AD ရဟယင်ပြက်ကျမှုမှာတိုက်ဆုံးသူ19ဦးရှိခဲ့တယ်လို့ KIA ရှေ့တန်းတည်ရင်မြစ်ကအေယာဝတီကိုပြောပါတယ်။ကြက်ကြွားတဲ့စစ်ကောင်စီလေးရင်ကိုရှေကူမျိုးနဲ့15မိုင်အကွာ KIA ရဲ့တမ်ဟာရှစ်နေမြေဖြစ်တဲ့စီငန်းကျေးရွာအုပ်စုမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အီယာဝတီအနေနဲ့တိချအတီးပြုနိုင်တာတော့မရှိသေးပါဘူးပြက်ကြမီးလောင်နေတဲ့လေရင်အနီးမှာတော့တေဆုံးနေတဲ့ရုပ်အလောင်းတစ်ခုတွေ့ရပြီးသူဟာတတ်မတော်နီးပညာတက္ကသိုလ် DSTA ကျောင်းဆင်မျိုးထအောင်ဖြစ်ပြီးလေရင်ဆက်ပြင်အရာရှိတအူးဖြစ်တယ်လို့လည်းသိရပါဗျ။စစ်တပ်အာဏာသိမ်းပြီးနောက် KIA နဲ့ပူးပေါင်းတပ်ဟာစစ်ကောင်စီရဲ့လေရင်၅စီးအထိပြစ်ချနိုင်ခဲ့ပါဗျ။